အားလုံးပဲမင်္ဂလာပါခင်ဗျာဆာရည်သူဆရာကြီးတင့်တယ်ရေးသားတော်အင်းဝမင်းအထောက်တော်လို့အမည်ရတဲ့ဝတ္ထုကို အပိုင်းတော်အနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာအင်းဝမင်းအထောက်တော်အပိုင်းတော်ဗိုလ်မူးတော်ထားရေးစကားတန်မှာနောက်ထပ်၍ပေါ်မလာတော့ပြီ စကားတန်များ တိတ်ဆိတ်သွားပြီနော်မကြမီခက်မှန်မှန်ရှူဆိုင်နေသောဝင်သက်ထွက်သက်အတန်များသာပေါ်၍လာလေတော့သည်တူတူရေဝါအကြီးလေးရေ ထမင်းအစားဟဲဘယ်ကလူကြီးလဲဟင်အချိန်မှာနေထန်းတပြခန့်ဖြစ်၏ဘုံမူးနော်ရထာနေဇေယျတို့မှာအာယုန်တက်ခပင်နိုးနေတတ်ကြသဖြင့်ကိုလာတုတ်တင်တန်ရှင်းပြီးနောက်ဖျားအာယုန်ပြုကြပြီးလည်းရင်အဝေးစားလဲလဲကအသိင်ရှိကြသည်နိုင်ပေါ်တူဂီဘုံမူးကရာတီးယားပေါ်လာပြီးလည်းရင်ဘုံမူးနော်ရထာအားတွားကြသောဘုံမူးခက်စောစောမှလူချင်းနေကျွန်တော်လည်းညကလေးကအကြောင်းကြားထားပြီးပြီ ဟိုမှာနန်းနဲ့လက်ခက်ရီတောက်ကြစို့ဟု ဆိုကာခေါ်လာတဲ့ပြင်ခက်ဆော့ဆော့ကပင်ဘုံမူးတော်ရထာမှာကာရာတီယာနဲ့လိုက်ပါသွားခဲ့သည်ဇေယျလည်းအခန်းကျဲကြီး၌တယောက်တည်းကြံ့ရင်ခရသည်နှင့်ပြတင်းပေါက်တို့လာ၍ချွမြော့ခင်း၌အစင်းသားနေသော မြစ်ပြင်ကိုကြည့်၍နေလေသည်မြစ်ပြင်၌ပေါ်တူဂီတင်းမောများကိုမြင်ရလိမ့်မလားဟု ကြည်စမ်းသည် မတွေ့ရ မကြမီပင် အစီကံတရားလက်ဖဲရီပွဲလာပို့၍ပို့သည်ဖြင့်ဝမ်ဟာဟာရှိသည်နည်းလက်ဖဲရီပွဲ၌ပါလာသောရိုမုံတင်မောပါအရှုံမုံများကိုတမျိုးစီမြည်ဆန်းရင်းလက်ဖဲရီတောင်းနေသည်ထို့သောလက်ဖဲရီတောင်းနေခိုက်တွင် အခန်းစီတို့ခုံချွတ်ခုံချွတ်နှင့်ပြေးလာတံကိုကြားရပြီးနောက်အခန်းဝါစီမှာတူတူရေဝါအမလေးထမင်းစားဟုတ်တရှင်းဆိုသလိုဆိုတံကိုကြားလိုက်ရသည်ဖြင့် ဇေယသည်ဇပွဲ၌ကြောပိလျက်ထိုင်ရာကတကားပေါက်စီသို့တမင်လည်းပြန်၍ကြည်လာသည်ထို့သို့လှည့်၍ကြည်လာသည်ထို့သို့လှည့်၍ကြည်လာသည်ထို့သို့လှည့်၍ကြည်လာသည်နှင့်ဇေယကိုယ်တိုင်အံ့ဩသွားသည့်နေသူတကားပေါက်သို့ခုံဆွားခုံဆွားနှင့်ရောက်လာသူလည်းရုတ်တရက်လေးထဲ၌ပန်းဆိုင်ဆွဲသည်လိုရှေ့တစ်ဖက်မြောက်လျက်သာရက်တန့်သွားရကပြုကျဲဝိုင်းဆက်သောမျက်လုံးကြီးများဖြင့်အာအာတင့်နေလျက်ပါဇက်မလည်းဟဲတော် ော်ဘယ်ကသူကြည့်လဲဟင်ဟိုတော်မေကွန်းတလုံးပါစံမှထွက်ကြလာ၏ဇေယျလည်းဝင်လာသူကိုကြည့်ရင်အံ့အားတင်သောမျက်နှာမှာတဖြည်းဖြည်းပြုံးမိလျက်သားဖြစ်လာလေ၏ခလေးမျိုးသည့်ပုံစံဖြင့်ခုံဆော့ခုံဆော့လုပ်၍ဝင်လာသူမှာကအသက်၁၄နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်နေ၏ခေါင်းပေါ်မှာရောင်စတုံးမှာအရွယ်နှစ်မလိုက်အောင်ကြီးမား၍ဆန်ခွေများပြေကပခုံးတစ်ဖက်စီးသို့ရိုင်၍ကြာနေလေသည်ဝေထားသောအင်းကြီးမှလည်း ကျဲသည့်အစီတက်စင်မထားသဖြင့်အတွင်းမှရောရဲရဲရင်သိမ်းကို တပိုင်းတစ်ပြက်မြင်၍နေရသည်။ပားပြက်၌လည်းတဏ္ဍကားထူထူဖြင့်ဂုံချင်းကဘကွက်ကြီးများကွက်ထားလိုက်သေးသည်။ထိုတက်ပေါ်၍ပြုံးပွေရာဖြစ်နေသည်မှာကမလီမသည် ထမိန်ကိုခါ၌ရှက်ရှက်ရဲရဲဝိတ်၍မထား။အထက်စင်တစ်ဖက်ကိုလက်ကကန်၍ရှေ့တလုံးတစ်ဖက်လုံးလုံးရရပေါ်သည့်အထိထမိန်အပေါ်ပိုင်းကိုတင်းကျုံးကရိုင်းကြား၌ညှက်ထားလိုက်ရှိသေးသည်။ ထို့သောပဂတိကလေးအမှုရာဖြင့်လှုပ်ရှင်တလိုလှုပ်လာသောမိန်းကလေးကိုမြင်လိုက်ရသည်တွင်ဇေယမှာရုတ်တရက်၌အာအာတင်သွားရတော်လေမျက်လုံးပြူးကျယ်ပါးစပ်အဟောင်းသားနှင့်ဗကွက်ကြီးတွေကွက်ထားကသပင်ဖိုးယိုဖာယာထမိန်ရိုင်းကြညှက်ထားသည့်အတွင်ကို ကြည်ရင်းကပင်အာအာတင်ရာမှာပြုံးလိုက်မိတယ်တော်သည်ဘဲကမလဲဟဲ့ဧည့်သည်ဗောဇေယကပြုံးရင်ထိုကဲ့သို့ပြောသောအခါမိန်းကလေးလည်းမတင်ငါသောမျက်လုံးမျိုးဖြင့် မြခုံးကလေးရှုံကဇေယျကိုစစ်စစ်ဆက်ဆက်ကြည့်ပါဒါတော်ကြီးကဲ့တယ်ဘဲကဲ့တယ်တော့ဟိုနားမချင်းဟန်ဖြင့်စင့်ကစင့်ကမင်းနေပြန်တဲ့ဖြင့်ဇေယျလည်းအဖြေရခန့်မဖြေရခန့်နဲ့ကြောင်တက်တက်ပြုံးနေစဉ်ဟဲ့အဖြူအမလီနော်ဒီကလေးမဟာခတ်တာခတ်ပါပြီတနေတွားတွားတွားဟိုကမန်းကန်ပြောလိုက်တဲ့အတူတကပေါ့စီတို့တီဟရောက်လာပြီလေယင် ဒါနဲ့ကိုစေရညကကောင်းကောင်းအိပ်ပျော်ပါရဲ့နော်ဟုဇေယကိုနှုတ်ဆက်လိုက်တဲ့ဖြင့်ဇေယလည်းဟောကိုတီဟရောက်လာမှပဲကိုအင်းညကအိပ်ရပါရဲ့ဗျာဟုစီဂျိုပြောလိုက်ရလေအီယန်ရှိန်ထီအောင်မင်းတကားဝါမှခလေးမမှဘာမှနားမလည်နိုင်သောအမူအရာဖြင့်ထမိန်စကိုချိုင်းကြားတွင်ညှက်မြဲညှက်လျက်အကြောင်းသားဆိုင်ငေးကြည့်နေပြန်တဲ့ဖြင့်ရှေ့တလုံးပေါ်ပေါ်အမြင်မတော်ရှိနေသည်ကိုတတိထားမိသူတီဟာကဟေ့ ။အော်ခတ်ပါပြီးတော့နဲ့။တွားလေအဖြူအကြီးအောက်ထပ်မှာအဖြူကိုလာခဲ့အောင်နဲ့ဟိုထားရွေဆိုလိုက်ရလေ။အေးတွင်လဲအဖြူဆိုသူကလေးမလေးကအီလူကြီးကဘဲကလူကြီးလဲရင်ကိုလေးတီဟာဟိုတီဟာအာမေးကဇင်ရကိုပြူးကြောင်ကြောင်ကြီးကြည့်နေပြန်ရ။တီဟာလည်းစိတ်မရှိနိုင်တော့မူရဖြင့်တဲတွားတော်လို့ဆိုနေဒီကလေးမဟာဧည့်သည်ဆိုမှ အထက်ညာကတင်မောကုံဝဲရအောင် လာကြတဲ့ဧည့်သည်တွေဘောဟသွားသွားသွားမသွားရင်အကြီးနဲ့ဦးဦးကိုတိုင်လိုက်မယ်ဟုဇွန်းတော်လိုက်တဲ့အခါမှာခလေးမလည်းမျက်စောင်းတစ်ချက်ထိုးရင်အမဲကိုလေးတီဟာကအကြီးနဲ့ဦးကြီးကိုတိုင်လို့ရိုက်မတဲ့လားဟွန်းဟိုလူမေးလဲဧည့်သည်ဒီလူမေးလဲဧည့်သည် ਨੇ ဘီဟုနှုတ်ခမ်းကိုထော်ကဘီးတစ်ချက်မှုတ်လိုက်ပြီးလည်းရင်နှုတ်ခမ်းဆူဆူပါပူပူနဲ့ ခုံဆွခုံဆွခလေးလိုထွက်သွားသဖြင့်ဇေယျနှင့်တရားတို့မှလည်းတယောက်မျက်နှာတယောက်ကြည့်ကရေမောရွေတာကြံ့ရင်ခဲ့ကြလေ၏တို့ကြံ့ရင်ခဲ့သောအခါ၌ဇေယျကဘဲကခလေးမှလည်းဗျာကျုပ်ဖြင့်သူဖိုးယိုဖားရလုပ်ပြီးဘကွက်ကြီးတွေနဲ့ဝင်လာတော့ဘဲကစိတ်မနှံ့နဲ့ခလေးတငယ်မှလည်းတို့ထင်းနေတာဗျာဟုရေကမောက မေးလိုက်ရာတိဟလည်းရောနှော၍ရေရင်ဒီခလေးမှလေးဟာ ဘုံမူကရာတရာရဲ့တူမလေးဗျနာမည်ကဖြူဖြူတဲ့အတက်က73နှစ်ကျော်ကျော်ပဲရှိသေးတယ်ဟုပြောပြနေ၏။ "No, နေပါအောင်ကိုတီဟာရဲ့နာမည်ကလည်းဖြူဖြူဆိုတော့မြန်မာနာမည်။ရုပ်ကလည်းမြန်မာရုပ်ကလေးအစ်စ်ပါဗျာ။ဘယ်နဲ့ကရာတရာရဲ့တူမဖြစ်နိုင်ပါမလဲဗျာ။ "Oh, ကိုစီရနဲ့တူမဆိုပေမဲ့ဝမ်းမနာတူမဗျာ။အဖြူရဲ့အမေကတန်လင်းရင်သူအဖြူခန့်ငယ်ငယ်တုန်းကပဲဆုံးတော့ ူအကြီးလေးအပြိုကအဖြူကိုမွေးစားခဲ့တယ်လေလက်ဦးတုံးကတော့တော်တော်ကလေးကတိကရင်နိုင်ကြတာပေါ့လေနောက်တော့ပြင်အဖြူရဲ့အကြီးကိုဘိုမူးကရာတရာကဘိုမူးကတော်ကလေးမြှောက်စားတာနဲ့အခုဆိုရင်အိမ်မလေးလဲမလေးလက်ဝတ်လက်စားကလေးနဲ့ရှောင်းရှောင်းလဲလဲဖြစ်နေတဗျာဒါလောက်ဆိုရင် ခမားနားလဲရောပေါ့ဗျာအဖြူအမေရောအကြီးရောကမိမချောတွေကြီးပဲဗျာဇေယမအီတွင်မသဘောပေါက်သွားကအော်အော်အော် ဟုဆိုရင်ခေါင်းတညိမ့်ညိမ့်ဆက်၍ညိမ့်နေမိလေ၏ခေါင်းညိမ့်ရင်လည်းနိုင်ငံသားကုံတဲတို့ကုံစက်ခန်းဖွင့်ကြလျာတွင်စင်ရန်နွမ်းပါသောမြန်မာအမျိုးသမီးကလေးများမှတနည်းမဟုတ်တနည်းအဖြင့်နိုင်ငံသားတို့၏တားငယ်မယံငယ်အဖြစ်တို့ကြာရောက်တတ်ကြသည်ကို တွေး၍နေမိလေ၏ကျွန်တော်ဖြင့်ခမည်းကို တွေ့မှ တွေ့ရပါမလားလို့ဗျာတရားကစကားဆက်လိုက်မှရရတွင်အတွေးပြေ၍သွားကဟာကိုမနဲ့တော့ ကျွန်တော်ပုံမှုအပြင်ထွက်သွားတာပြန်မလာမရှင်မြို့ထဲကိုမထွက်ရဘူးဆိုတော့နေခဲ့ရတာဗျခမဘယ်မတွေ့ပဲရှိပါမလဲပြီးတော့လူမြင်သူမြင်တိတ်ခမ်းလို့ကောင်းမှမထင်တာနဲ့အရင်တစ်ခေါက်တုန်းကခမနဲ့ကျွန်တော်ကိုမိတ်ဖွဲ့ပေးတဲ့သူစီကိုညာဘက်လောက်မှသွားပြီးနှုတ်ဆက်မဲ့စိတ်ကူးထားတာဒါနဲ့လက်ဖက်ရည်ခွဲရောက်လာတာနဲ့စားတုံးတောက်တုံးရှိပါသေးတယ်ဗျာဟိုကလေးမက ပေါ်လာတာပဲဗျို့ဟိုရဲရင်ပြောလိုက်ရလေဤတို့နေမင်း ဇေယျနဲ့တီဟာလို့လဲရခင်တခေါတန်လျင်တို့ဇေယျရောက်လာတဲ့အကြောင်းကိုစကားလက်ဆောင်ကြရင်အချိန်ကုန်ခဲ့ကြရာအတော်ကလေးကြာသွားသည်လားအခန်းပြင်မှာရှေးတန်းများပေါ်လာသဖြင့်ကြည့်လိုက်ကြရာတွင်နနတ်သာထမင်းပွဲများကိုဒေါန်းလန်းကြည့်ဖြင့်အစီကံတယောက်ယူ၍ဆင်းလာသည်ကို တွေ့ရ၏အစီကံဤနောက်တွင်မူအချိုပွဲကိုကမ်း၍လိုက်လာသောအဖြူကိုတွေ့လိုက်ရလေ၏ဤတွင်တီဟာကအတော်ပဲဟိစာနေတာနဲ့တော့အစင်တဲ့မယ်ဧမြောင်ဝင်လို့လာအောင်မယ် ဟုစီး၍ပြောလိုက်ရာအဖြူလဲအချိုးပွဲကိုဇပွဲပေါ်တင်တင်လိုက်ရာကကိုလေးတီဟာဖို့လဲပါပါတယ်ရှင်ကိုလေးတီဟာကရောက်နေတာအကြီးကိုအဖြူကပြော့ပြလို့အကြီးကပိုးပြီးတော့ပွဲပြင်ပြေးလိုက်ပါတယ်ဟုဘဂရီတိမ်မွေ့တော်အတန်ဖြင့်ချိုးအေးစွာပြောလိုက်လေ၏ဇေယကအဖြူကိုခြေသုံးကောင်းဆုံးကြည့်ရလကောင်အဖြူ၏အမူအရာကိုခြေလန်းပုံမှာအစားအကဲခတ်ရလကောင် အဖြူဤတာကြည်သောအပြောဆိုကိုတည်ထား၍၎င်းအာအတင့်တလို့ကြီးဖြစ်နေရပြန်လေ၏အကြောင်းမူခဆောဆောကပြူးတူးကြောင်တောင်ကိုယိုကာယာဖိုးယိုဖာယာနေလောက်ကျင်တလို့လောက်၍ခုံဆွားခုံဆွားဝင်းလာခဲ့သူအဖြူမှာယခုနောက်တဲ့ချိန်အချိုးပွဲနဲ့ထပ်၍ရောက်လာရတယ်မူတမူကွဲပြားနေက ရောင်တုံးကိုတည်တက်ကြစ်လက်စွာ ထုံးလိုက်ရဲ့ပါးတွင်လည်းဘကွက်ကြီးများမရှိတော့ပဲတဏခါမောင့်ပြပြနေအဝဲအစားမှလည်း ကောက်ကွက်ရိုးရိုးရှိနေသည့်အပြင် အမူအရာတိမ်မွေးစွာဖြင့်အပြောဆိုမှလည်းတကယ့်လူကြီးကလေးတက်ခွေတီတီကြီးကြီးချိုးသားနေပြန်သောကြောင့်ဇေယမှာအံ့အားမသင့်ပဲမနေနိုင်အောင်ဖြိနေရခြင်းဖြစ်၏ဇပွဲ၌အရှိုးကိုခြားထားပြီးနောက်အဖြူကဇေယအာအိမ်တွေရသွားကြည့်လိုက်ပြီးနေရင်နေလနေခင်ပူပြင်းလို့ရေမိုးများချိုးမယ်ဆိုရင် အောက်ထက်နောက်ဖေးမြင်းဆောင်သားမှာရေချိုးဖို့အားလုံးအဆင်သင့်ရှိပါလေရှင်။ကဲထမင်းတုံးဆောင်ကြပါဦး။ ။ဘူးကြီးတို့အတွက်ခုခတ်ဖဲထားပြီးသားပါ။စောင်းဖို့မလိုပါဘူးရှင်ဟုဆိုကာအဖြူထွက်သွားလျာတို့လာ၍မေးဆိုင်ကကြည့်ရင်ကြံရစ်ခဲ့လေ။ပြီးမှတိဟအာလှမ်း၍ပြောင်းပြလိုက်ပြီ။ဘဲ့နယ်လည်းပြောအခုတော့လည်းတမျိုးပြန်ပြီးဖြစ်နေပါပကော။ဟုဆိုလိုက်ရ။တိဟလည်းတစ်ချက်ရေရာကဒီလိုပဲဗျအဖြူအကြောင်းကိုမသိတဲ့သူတွေဖို့မှာဒီလိုပဲတော်တော်စဉ်းစားရကြက်တယ်။အမှန်ကတော့ဒီလိုဗျ ဒီကလေးမလေးဟာတခါတခါတော့လေကလေးမှာကလေးအစေစားလိုက်ရင် စိတ်ကောက်ပြီးခြေဆောင်ငိုတက်ရင်ငိုရက်အိမ်တော်ကလည်းနှိုက်တက်ရဲ့အယုတ်ပူစားလည်းပူစားတက်ရဲ့ဟောတခါတခါကြပြန်တော့လေတကယ်အပြိုကြီးလို့အိမ်တွေဘာတွေတခွဲသားကြည့်နေဗျစင်စစ်မတော်သူ့အရွယ်ကလေးကလည်းဆက်ကူးမှကူအရွယ်လေးကိုသူ့အကြီးလေးကလည်းတူမလေးရွှေတုံးပလဲဆိုပြီးတိတ်အလိုလိုက်တင်လိုက်ကြားလိုက်တာကလည်းအလုံး မိတဆိုးကလေးဘဝညှို့ညိုးငငယ်တဲ့နေရာကအခုလိုစိတ်ချမ်းသာလက်ချမ်းသာရှိတဲ့ဘဝရောက်လာပြန်တော့လေတကြောင်အဲ့ဒါတို့ကြောင့်ဒီကလေးမကြီးဟာစိုးနွဲ့စိုးတဲ့အခါစိုးသဘောကောင်းတဲ့အခါကောင်းနေဗျာခန့်ငယ်ငယ်ကများကျွန်တော်တို့ရှင်ရင်ပူရင် ကြီးလာခဲ့ကြတာကလားတခါတခါများဇက်ပိုးတောင်ခွာပြီးမြင်းစည်းတယ်လို့အဲ့ဒီအထိပဲအခုသူ့အကြီးလေးဘုံမှုကတော်ဖြစ်လာတော့မှပဲဒီအိမ်ကြီးကိုအဝင်ထွက်ကလည်းရှိပြီးတော့ ဘုံမူကရာတရာရဲ့အရှင်ကလည်းလန့်လို့အခုမှနည်းနည်းအပိုးတည်သွားတာဒါတော်မှမနဲ့တုံကခမည်းမြင်တဲ့အတိုင်းငယ်စိတ်ကိုမကုံသေးဘူးလေဗျာဟုဖြေလိုက်လေဤဒါဖြင့်ဒီကလေးမဟာဒီအိမ်ကြီးမှာမနေဘူးဗျသူ့အကြီးလေးကဟိုမြို့မြောက်ပိုင်းမှာဘုံမူဆောက်ပေးထားတဲ့အိမ်တစ်လုံးနဲ့တတ်တတ်နေတာဗျဒါပေမဲ့မနဲ့ဆိုရင် သူ့အကြီးလေးရောသူ့ရောဒီအိမ်ကြီးကိုရောက်လာတတ်ကြတယ်။သူ့အကြီးလေးကအချက်ပြုတ်တော်လေတော့ ဘုံမူကာရာတီယာကလည်းအတော်ကြီးမြောက်စားမြန်လို့တဗျာညသာပွဲတွေဘာတွေရှိတယ်ဆိုရင် အဖြူရဲ့အကြီးလေးကိုတိုင်းနဲ့ဦးစီးလောက်ကန်ရတယ်အခုလည်းခမားတို့ဧည့်သည်တွေရောက်နေကြတယ်ဆိုလို့သူတို့သူကြီးနှစ်ယောက်လာပြီးအခိုင်းအစီတွေကိုရှက်ပြုတ်စီမံပေးနေကြတာဘုံမူကာရာတီယာကတော့နေတော့တာဒီအိမ်ကြီးမှာနေတာမျိုးထဲမှာသူအိမ်နှဆောင်မိတဲ့ပြောင်နဲ့အသေးသေးထားတဲ့ဘုံမူကတော့မလေးတွေအိမ်မှာလှက်ပတ်သွားလာစားတောက်နေတာကများတယ် ဇေယျလည်းအော်အော်ဟုအလိုက်တဲ့ဆိုရင်မြမမြေပေါ်တွင်လာရောက်အခြေဆိုင်လည်းရဲ့ဗမာအမျိုးသမီးများကိုပေါ်တူဂီတို့ရှေတော်တင်လျက်ရှိသည့်အဖြစ်ကိုကြေကွဲစွာတွေ့တော်နေမိလေ၏ပြီးမှစကားလမ်းကြောင်းပြောင်းစီရန်ရည်ရွယ်လည်းရဲ့နို့ဒီအင်ကြီးဒီလောက်အကြီးကြီးဆောက်ထားတာဘာသဘောလဲဗျလူလဲဟုတ်ဒီပတ်ဒီမနေပဲနဲ့ဒီအင်ကြီးဆောက်ထားတာကတော့လူနေဖို့တက်တက်ရည်ရွယ်ပြီးဆောက်ထားတာတော့မဟုတ်ဘူးဗျ လက်ဦးတုံးကတော့ကိုလောင်ယုံကြီးလိုလိုဘာလိုလိုနဲ့ဗျဒါပေမဲ့အိမ်ဆောက်ကလေးကတကယ်တစ်ကြီးဝါးကြီးတွေနဲ့စောက်နေတော့တနည်းဆိုရင်ခန္ဓာကြီးလိုဖြစ်နေတာပေါ့ဗျာအောက်ထပ်မှာဆိုရင်ကုံထောင်ဖို့ပစ္စည်းလောင်ဖို့အခန်းတွေရှိတယ်နောက်ခွေးပိုင်းမှာတော့မိဖို့ဆောင်ပါပဲဒါပေမဲ့အင်္ဂလိပ်တစ်လုံးစာလောက်ကျင်းဝန်းနေအဲ့ဒီအပေါ်ကတော့အခုကျွန်တော်တို့ထိုင်းနေတဲ့အခန်းပြင်အခန်းကြီးလေးကရှိသေးတယ်ဗျာဘုံမူကရာတီယာကတခန်းနေတယ် ကြံတဲ့အခန်းတွေမှာတော့ကလပီဂိုဝါကလာတဲ့ပူတဂီဧည့်သည်တွေရောက်တဲ့အခါတဲတက်ခိုးတတ်ကြတယ်။ပြီးတော့သူတို့ပူတဂီကုန်တယ်တွေစုပြီးစီးဝေးတတ်ကြတယ်။သူတို့ဗရင်ကြီးဘာသာပွဲနေဘာတွေဆိုရင်လည်းပျော်ပွဲညသာစားပွဲတွေလုပ်တယ်။အဲ့ဒီလိုနေတို့ပျော်ပွဲရှိတဲ့အခါတို့ကြမှာလား။အိမ်ကြီးဟာစီစီကာကာစားကြတောက်ကြနေရှိတာ။တခြားနေတွေမှာတော့ပြင်မဆိုးပြေပါဘူး။ရှောက်ကက်ကက်ပါပဲ။အင်းဝင်းတောင်သားမှာမြင်းဆောင်တစ်လုံးရှိတယ်။မြင်းဆောင်အပေါ်တက်ထားတာ ဝင်းဆောင်ပူတကေလင်းမယားနေကြရလေအိမ်ကြီးကလူနေအရှားပင်မဲ့လူစိမ့်တော်လည်းအဝင်ရခတ်သားအပြပူတကေလူကြီးပိုင်းလောက်ကလည်းအရေးကိစ္စချင်းရင်ဝင်ကြထွက်ကြတယ်ဒါကြောင့်ခொနကခမ ्या ကိုဒီအခန်းမှာတွေ့တော့အဖြူကဘသူလဲတို့မေးတာအပြတီဟာကခရီစိတ်တွင်ကြပြောပြနေသေးကိုနားထောင်ရင်ဇေယသည်အိမ်ကြီးကိုအကဲခတ်တယ်လို့ကြည်မိလေ၏တီဟာပြောသည့်အတိုင်းပဲလည်းရင်အိမ်ကြီးမှာတကယ်တူးတယ်ကြီးမားလာတော့အိမ်တသားများဖြင့်ဆောက်လုပ်ထားလေရဲ့ ကာယံထားသောပြင်းအောင်များမှလည်းတနတ်ကြည်သာဝင်နိုင်ရန်ခရင်သောပြင်းချက်ကြီးများသာဖြစ်ကြလေရာခန္ဓာငယ်သည်များခိုင်လုံသောအင်ကြီးဖြစ်သည်ကိုဇေယတတိပြုမိလေ၏ပြီးမှဇေယကဘုံမှုနှော်ထားတို့ပြန်လာခြင်းနီးကပ်လာပြီဆိုတာတတိပြုမိတော့ကြောင်းကန်ကိုတိဟထမင်းစားလိုက်ကြအောင်ဆိုစားတော့ပြီးမှစကားဆက်ကြတာပေါ့ဗျာဟုဆိုပြီးလည်းရင်နှစ်ယောက်သားနနက်စာစားတော့ကြလေ၏ စားတောက်နေကြ၍ပြီးသလောက်အချိုပွဲသို့ရောက်လာသောအခါတွင် ပေါ်တူဂီဘုံမူဇင်ဒီကရာတရားနှင့်ကျေယိုးပင်စာဘုံမူနော်ရထားတို့ရောက်လာကြသည်ကိုတွေ့ရသည်ဖြင့်ဇေယျနှင့်တီဟာလိုလည်းယူသားလေးစားသမှုဖြင့်ထိုင်ရာမှထားလိုက်ကြလေ၏ဤတွင်ကရာတရားကတားမြစ်သည့်ဟန်ဖြင့်လက်ပြကခတ်ပြုံးပြုံးနှင့်"ဩတီဟာလည်းရောက်နေတကူထိုင်လေထိုင်ကြပါပြီးအောင်စီအောင်စားကြတောက်ကြအောင်လေကွ"တို့တော့စားတောက်ခဲ့ပြီးပြီ ဟုရှင်းကန်သွားပြောလိုက်တဲ့ပြင်ဇေယျမှာမြမစကားကိုအေးချိုး၍တက်မြောက်ထားသည့်အပြင်မြမမှုကိုပါယူ၍နားလည်နေသည်ကို တွေ့နေရသောကရာတီယာအာအံ့ဩနေမိရင်းကကြယ်ရိုးပင်စားဘုံမူးနော်ရထား၏မျက်နှာရိပ်ကိုအကဲခတ်လိုက်လေ၏ဘုံမူးနော်ရထား၏မျက်နှာမှာကပကတိတည်ငြိမ်လျက်ဇေယျအာတစ်ချက်မျှသာငဲ့၍ကြည့်လိုက်ပြီလျင် ခလန်းလန့်ချီညောင်ဆောင်တစ်ခုတွင်ဒလွယ်ကိုချွတ်ရင် ထိုင်နေရရှိသည်ကိုဇေယတည်ထားမိ၏ထိုအမူအရာကိုအကဲခတ်ခြင်းအပြင်ဇေယမှာဘာကိုမှအထွေထူးမသိရထို့ကြောင့်တီဟာနှင့်လက်ဆောင်စားလက်ဆရှိသောအချိုပွဲကိုပြီးစီအောင်ဆက်လက်စားတောက်နေကြလေ၏ထိုအခါတွင်ကရာတီယာလည်းဘုံမူးနှံ့ထိုင်၏နီးသို့တွား၍ရက်လိုက်ပြီးလည်းရင်ဘိုးဘူးဘာမှအာမနာနဲ့နော်ကြဲကြဲလွင်လွင်နေဟုတ်ပြီလား ရေချိုးဖို့လည်းအားလုံးအစင်းသေးရှိလိမ့်မယ်ကျွန်တော်တို့နိုင်ငံကဖြစ်တဲ့လက်နက်တွေလည်းအပြင်းပြေကြည့်ကြည့်ရင်လည်းဟော့ဟိုဘက်ကအခန်းထဲမှာအလှပြပြီးရှိတ်ထားတာတွေ့ရလိမ့်မယ်တတောင်တတာနေပါနော်ကျွန်တော်ညနေဆောင်ရင်လာပြီးခေါ်ပါမယ်တခုခုအလိုရှိရင်လည်းတွေ့ရလူကိုခေါ်ခိုင်းပါဒီရင်ကတော့တန်တဲကြီးလိုဖြစ်နေတော့ဝင်ထွက်သွားလာနေသည်များဟာကျွန်တော်တပည့်တပန်းတွေပါပဲကဲကျွန်တော်ကိုခွင့်ပြုပေးအောင်နော်မနေ့ကဝင်လာတဲ့တင်းမောနှစင်းကုံတွေချပြီးတော့ ကိုဝါကိုပို့မဲ့ကုံတွေတင်တာကိုကြည့်ဖို့ကိစ္စလေးနည်းနည်းရှိသေးလို့ပါဟုဖော်ဖော်ရွေရွေပြောဆိုလိုက်တဲ့ဖြင့်ဘုံမူနော်ရထားလေကောင်းလာပါပြီကျွန်တော်တို့အတွက်ကတိကထမများစေရပါဘူးဟုအလိုက်တင်ဆိုလိုက်လေဤတို့ဆိုလိုက်တဲ့ဖြင့်ဘုံမူကရာတီယာထွက်သွားသည်နိုင်ဘုံမူနော်ရထားလေတီဟအားကွက်ခနဲ့တစ်ချက်လှမ်းကြည့်လိုက်ပြီလည်းရင်ဇေယမင်းပြင်းနေရောမှမှတ်တယ်အညောင်းပြေမောင်းတီဟနဲ့မျိုးတဲကိုရှောက်လေခြင်းရှောက်လေပါအောင်လားဟုဆိုလိုက်ရာ ဇေယျလည်းအရေးပြနေရင်အကောင်ထင်ကမှန်ပါကျွန်တော်လည်းကိုတီဟအားရင်သူနဲ့အတူတူမျိုးတဲ့၆လဲရှောက်ပြီးလဲမလို့စိတ်ကူးနေတာဘောကူးအပြံမှာခွင့်ပံမလို့စောင့်နေတာ ਨੇ ဟိုပြောလိုက်လေဤဒီကလည်းဒါဖြင့်သွားကြတော့ဗျာကျွန်တော်လည်းဒီနေ့တော့အားပါတယ်ဟိုဝင်ရွေးထောက်လိုက်လေဤအော်ဇေယျညနေကိုခက်စောစောပြန်ခဲ့ကြလားဘာဒီကိုပြန်မြောက်သေးရင်လည်းဘဲမှမထွက်ပဲငါ့ကိုစောင့်နေမှန်ပါမရောက်တာ တန်လျင်မျိုးတဲသို့ထွက်ခဲ့ကြသောဇေယနှင့်တိယတို့သည်ဇေယပရမတခေါတန်လျင်ကိုအထောက်တော်အဖြစ်ဖြင့်ရောက်စဉ်ကတဲခုနေထိုင်ခဲ့ဘူးသောအိမ်တို့တွားရောက်နှုတ်ဆက်ကြပြီးလည်းရင်ကန္နာလန်အတိုင်းဆက်၍စကားတပြောပြောနှင့်ရှောက်ခဲ့ကြလေ၏ရှောက်ခဲ့ရင်ဇေယသည်တန်လျင်မျိုးအနေထားအတန်ငယ်ပြောင်းလဲနေမှာကိုတတိယမိ၏ရခင်တစ်ခေါက်တုန်းကမြကန်းဘက်တန်လျင်မျိုးမျက်နှာစာမှာဘာအတားရန်မှမရှိယခုတစ်ခေါက်တွင်မူမြက်ဘက်မျက်နှာစာတစ်လျှောက်လုံး၌ လမ်းကျယ်များဖောက်ကနေရာတချို့တွင်တစ်တက်များကာလရဲ့ရှိသည်ကိုတွေ့ရသဖြင့်ဇရာဤစိမ့်၌ထူဆန်းတလိုလိုဖြစ်မိလေ၏ထို့အပြင်ရခင်တစ်ခေါက်ကဆိုလျင်ကန္နာဘတ်မြို့ဤမြောက်ဆုံး၌တင်မောစိမ့်များရှိလျက်ကုံယုံကြီးများလည်းတွေ့ခဲ့မိဘူးသည်ယခုတစ်ခေါက်၌မူကုံယုံများမှာမြို့ဤတောင်ဘက်၌သာများပြားလျက်ထို့အပိုင်း၌လူပို၍စီကားနေသည်ကိုတွေ့ရလေ၏ထို့ကြောင့်စကားတပြောပြောနှင့်ပါလာသူတိဟာအား နေသားမအောင်ဗျာကိုတိခါရဲ့အရင်တစ်ခေါက်ကျွန်တော်တန်လျင်ကိုရောက်တော့ကတင်းမောစိတ်ခါမျိုးရဲ့မြောက်ဖျားမှာပါအခုတစ်ခေါက်တော့အဲဟိုတုန်းကတော့မဟုတ်တော့ပါလားဗျာဟုတ်အမှတ်မတင်မေးလိုက်ရတီဟာကဟာအခုဝါဆိုဦးမှာမြည်ရင်နှိမ့်ဆက်တာမပြောပါနဲ့တော့ဟောဟိုမြောက်ယွန်းယွန်းကတန်လျင်ကျိုးမကြီးကိုမြင်တယ်မဟုတ်လားအဲ့ဒီကျုံကြီးဟာဘယ်တော့မှမပြိုဘူးဗျာအခုနဲ့မိုးဦးကြကမှထူးထူးဆန်းဆန်းကြီးပြိုးပြီးအရင်တင်းမောစိတ်နေရာဘက်ကို ရင်ညွန့်ကလည်းထိုးလိုက်တော့တခါတည်းတင်းမောစိတ်ဟာကောပြီးတွားတော့တာပဲဗျစိတ်ကိုလည်းတောင်ပိုင်းကိုရွှေ့လိုက်ရတော့တယ်လေတင်းမောစိတ်ရွှေ့တယ်ဆိုရင်ပဲကုံယုံတွေလည်းရွှေ့ရတော့တာပါဗျာတင်းမောစိတ်ကိုရောက်တော့ခမရတွေ့ရပါလိမ့်မယ်မြောက်ပိုင်းကတော့တိမ်ကိုသွားပါပြီတောင်ပိုင်းမှာဟိုတိတ်ပြီးလူစီတဲ့ဗျာဟိုပြောပြလိုက်တဲ့ဖြင့်ဈေးရလည်းတန်လျင်ကာနာစိတ်အခြေအနေပြောင်းလဲပုံကိုအသေးစားစိတ်နိုင်မှတ်သားထားလိုက်ရလေဤထို့နောက် နှစ်ယောက်သာတင်မောစိတ်သို့ရောက်၍လာခဲ့ကြရာကုန်တင်နေသောပေါ်တူဂီတင်မောနှစ်စင်းကိုရပ်၍ကြည့်ကြရင်ဇေယသည်တစုံတစ်ခုကိုတည်ပြုမိဟန်ဖြင့်ဘန်းနဲ့လေဗျာကိုတီဟာရဲ့တင်မောရွက်တွေလိတ်ပြီးကုန်တွေတရကြမ်းတင်နေတာထောက်တော့တင်မောထွက်ခါနေစစဲဖြိပုံပဲဒါပေမဲ့မြင်လားဟိုဘက်မှာတင်မောဘော်ကအမြောက်တွေကိုကမ်းသားကိုတည်ပြီးချနေကြတယ်ဘန်းနဲ့လေလမ်းမှာဓားမြနဲ့တွေ့ရင် မခတ်သေးဘူးလားဗျာဟိုမေးလိုက်ဟာတီဟာလည်း ။တင်းမောပေါ်မှာအမြောက်အချို့ကန်းတို့ယူချနေတယ်ကိုကြည့်ရင်ဟုတ်တယ်ဗျာ။စမ်းတော့ခက်စမ်းစမ်းမယ်။ဒါပေမဲ့အခုတလောခွေနဲ့တင်းမောတွေဟာများတော့အဖြစ်အမြောက်တွေကိုတန်လျင်မှာထားခဲ့ပြီးဒီကကုံတွေကိုသာကိုဝါကိုအနစ်တင်သွားကြတာကို ကျွန်တော်လည်းသတိထားမိတယ်။ကိုဝါနဲ့တန်လျင်ကူးတဲ့ပင်လယ်လမ်းမှာပင်လယ်ဓားညံကိုဆိတ်ချရတာနဲ့ကုံတွေပိုတင်နိုင်အောင်လှုပ်တယ်လားမပြောတတ်ဘူးဗျဟိုဆိုလေဤ တန်လျင်နဲ့ကိုကဘယ်နဲ့ရက်လောက်သွားရတယ်လဲဗျဒါကတော့လေကိုလိုက်ရတာပဲဗျမိုးတွင်ဆိုရင်တောင်လေကောင်းတော်မြန်နေဆောင်းတွင်ဆိုတော့မြောက်လေကိုဆမ်းပြီးသွားရတော့နှေးတယ်ပြီးတော့တခါတချို့ကုန်းသင်းမောတွေကကိုဝါကတန်လျင်ကိုဓာတ်ရိုက်လာမှာဗျတချို့သင်းမောတွေကလည်းရခိုင်ဘက်ကိုလှမ်းကြဝင်ကြတယ်အမျိုးမျိုးပဲအများသောခွနှစ်ရက်အကြာဆုံးတလားအဲ့ဒါလိုရှိတယ်ဗျဇေယလည်းတကယ်အရေးပေါ်ပါက တန်လျင်သာဇင်္ဂါကိုထံသို့ဂိုဝါမခဏရဲနှင့်အကိုကြီးရောက်နိုင်ကြောင်းကိုတတိယမိလေ၏။ရင်းရချက်ကိုထောက်လျင်တန်လျင်သာဇင်္ဂါကို၏လက်နက်အကိုကြီးကိုနှက်ချင်တော်ကိုယ်တိုင်ဆန္ဒရှိခြင်းမှာလက်နက်အင်အားတိုးတက်ရန်အတွက်မူအလုံးပင်စကန်းတင်သောအကြံတော်ဖြစ်သည်ဟုဇေယျစဉ်းစားမိ၏။ထို့တော်လည်းအကယ်၍ပေါ်တူဂီတို့၏အကိုကြီးဖြင့်တောင်ငူရွှေနှန်းကို ပြန်လည်ဆိုးဆန့်နိုင်ခဲ့ပါလျင် ပေါ်တူဂီတို့အဖို့၌အဘယ်သို့သောအမျက်ဆုံးကိုမျှော်ကိုးကြပါသည်။ကုံရောင်းကုံဝယ်ရ၌အခွင့်အရေးမှာပုံမိုးရရှိဖို့အကြောင်းဝယ်နေကျေဖို့တာလည်းမျှော်မှန်းနေရောသလား။သို့မဟုတ်ထို့ထက်ပို၍အဘယ်ကဲ့သို့သောအကြံစီများရှိကြသေးသည်နည်း။သာသဖြင့်မိကုံများသည်ဇေယျ၏ဥကောင်းနေ၌တရေရေပေါပေါက်လျက်ရှိနေလေ၏။တင်မောစိတ်မှ ပြန်ခဲ့ကြ၍တဲခွရင်အင်ကြီး၏ဝင်းဝ၌ တေးဟားနဲ့လမ်းခွဲကြပြီးနောက်ဇေယသည်အိမ်ကြီးပေါ်သို့တက်ခဲ့သည်တွင်ဘုံဘူးတော်ရထာနှင့်ကရာတီယာတို့ထွက်ခွာသွားကြပြီးသည်ကိုတွေ့ရလေ၏ထို့ကြောင့်ခပ်ပြင်းပြင်းနှင့်ပြတင်းပေါက်၌ထိုင်ရင်းနှက်ရှင်တော်ကိုတိုင်ဖွဲ့သည့်စာတပုတ်ကိုနှုတ်ငုံရထားဖို့သည့်အတိုင်းညင်းနေမိခြင်းဟောဧည့်သည်ကြီးပြန်ရောက်နေမှကိုဟုပြောတမ်းကြားလိုက်သည်ဖြင့်ဇေယလည်းအဖြူဤအတန်ဖြစ်ကြောင်းကိုကြက်မိကား ဟုတ်ကဲ့အင်တယ်ကြီးရေအခုပဲရောက်တယ်ဟုပြောရင်အဖြူဘက်သို့လှည့်လိုက်လေ၏ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးဆရာကြီးတင့်တယ်ရေးသားတော့အင်းဝမင်းအထောက်တော်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းသုံးအနေနဲ့စီစဉ်တည်ဆဲ့ခြင်းကိုဒီမာရင်ခေတ္တခဏယန္နာထားခွင့်ပြုပါခင်ဗျာဒီနေ့မှာရှင်ပေပေဝင်ရောက်နှားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မောင်တို့များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါချွန်လန်းချမ်းမြေ့ကြပါစေခင်ဗျာ